reservoir ထဲမှာရှိတဲ့ stein group ကိုအသုံးပြုပြီးတော့ table of content မာတိကာတွေကိုကျွန်တော်တို့ဘယ်လိုဖန်တီးမလဲဆိုတဲ့ဟာကိုကျွန်တော်သင်ကြားပေးမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ step ကိုသွားလိုက်မယ် microsoft ဆိုပြီးရိုက်မယ်အဲဒီတော့ word 2013ကို click ချက်နှိပ်မယ် blend document ဆိုတဲ့ဟာလေးကို click ချက်နှိပ်မယ် okay microsoft word ပွင့်လာပါပြီပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းစဉ်ပေါ့နော်ခေါင်းစဉ်ကြီးကိုကျွန်တော်တို့ဒီမှာ selection ပြင်မယ် selection ပြီးပြီးတော့ဒီကောင်ကိုခေါင်းစဉ်နဲ့ကြီးလိုက်မယ်ကြီးပြီးတော့ဒီမှာအလဲမှာထားမယ်ပြီးလို့ရှိရင်ဒီကောင်ကိုဘိုးထားမယ်ပြီးလို့ရှိရင် task ကိုလည်းကျွန်တော် color ချဲလိုက်ပါဦးမယ်နော် okay ချဲပြီးတော့ဒီဟာခေါင်းစဉ်ကြီးဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ heading 1ဆိုတဲ့နေရာကိုသွားပြီးတော့ right click ထောက်မယ် update heading 1 to mass selection ဒီကောင်းလေးကိုကလစ်တစ်ချက်နှိပ်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီဟာခေါင်းစဉ်ကြီးက heading 1ဖြစ်သွားပါပြီเนาะပြီးလို့ရှိရင် under တစ်ချက်နှိပ်မယ်เนาะပြီးလို့ရှိရင် hardware software เนาะပြီးလို့ရှိရင် system software application software เนาะ okay ထည့်လိုက်ပြီးဆိုလို့ရှိရင်ဒီဟာလေးတွေအကုန်လုံး selection လုပ်မယ်ပြီးလို့ရှိရင် bounce time က tiny roman ဆိုပြီးထားမယ်ပြီးလို့ရှိရင် outside ကိုကျွန်တော်တို့16ဆိုပြီးထားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင် okay ဒီမှာ hardware hardware ရဲ့အတိတ်ပဲကိုကျွန်တော်တို့ဒီမှာလွယ်ကူအောင်အတွက် random ပဲယူလိုက်မယ် hardware အတိတ်ပဲအောင်နော်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ software software ရဲ့အတိတ်ပဲကိုလည်း random ပဲယူလိုက်မယ် okay ပြီးလို့ရှိရင်ဒီမှာ system software ပေါ့နော် system software ကိုလည်းကျွန်တော် system software ကိုလည်းကျွန်တော်တို့ random ပဲယူလိုက်မယ်ပြီးလို့ရှိရင် application software ကိုလည်းကျွန်တော် random ပဲယူလိုက်မယ်ပေါ့နော် okay အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာကတော့ခေါင်းစဉ်ကြီးပေါ့နော်ဒီဟာကြတော့ခေါင်းစဉ်အဲ့ဒီဒုတိယခေါင်းစဉ်ပေါ့နော်ဒီ hardware ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာ selection လုပ်မယ်ပြီးလို့ရှိရင်ဒီမှာ heading 2ဆိုတဲ့နေရာမှာကျွန်တော်တို့ right click ထောက်မယ်ပြီးလို့ရှိရင် update heading 2 to mass selection ဆိုတဲ့ဟာလေးကို click တစ်ချက်နှိပ်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီဟာလေးက heading 2ဖြစ်သွားပြီပေါ့နော် okay ဒါ hardware ပြီးလို့ရှိရင်ဒီ software ကိုလည်းကျွန်တော်တို့ heading 2ရောက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ selection လုပ်မယ်ပြီးလို့ရှိရင် heading 2ဆိုတဲ့ဟာလေးကို click တစ်ချက်နှိပ်ရမှာပဲ okay နောက်တစ်ခုကကျွန်တော်တို့ဒီမှာ system software ဆိုတဲ့ဟာကို selection လုပ်မယ်ပြီးလို့ရှင် heading 3နေရာမှာနေပြီးတော့ကျွန်တော် right click ထောက်မယ်ပြီးလို့ရှင် update heading 3 to mass selection ဆိုတဲ့ဟာလေးကို click တစ်ချက်နှိပ်မယ်အဲ့ဒါဆိုရင်သူက heading 3ဖြစ်သွားပြီပေါ့နော် okay ပြီးရင်ဒီမှာ application software ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒီမှာ selection လုပ်မယ် selection လုပ်ပြီးတော့ heading 3ဆိုတဲ့ဟာလေးကို click တစ်ချက်နှိပ်လိုက်ရအောင်ပါပဲနော် okay ဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီပထမ page ကိုသွားမယ်ပေါ့နော်သွားမယ်ဆိုတဲ့အခါကျတော့ဒီခေါင်းစဉ်ကြီးရဲ့ဘယ်ဖက်အစုံဆုံးမှာကျွန်တော်တို့ကာစာချမယ်ကာစာချပြီးတော့ကျွန်တော်တို့ insert ကိုသွားမယ် insert tag ကိုသွားမယ်သွားပြီးတော့ကျွန်တော်တို့ဒီမှာ page break ကိုနိုင်လိုက်မယ်နော် page break နိုင်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီပထမစာမျက်နှာမှာရှိတဲ့ဒီစာတွေအကုန်လုံးကဒုတိယစာမျက်နှာကိုရောက်သွားမယ် เนาะဘာလို့လဲဆိုတဲ့အခါကျတော့ကျွန်တော်ကဒီပထမစာမျက်နှာကိုဒီ table ရော content ပေါ့เนาะမာတိကထားมาဖြစ်တဲ့အတွက်ကျွန်တော်ကဒီစာတွေကိုနေပြီးတော့အောက်มาနေပြီးတော့ကျွန်တော်ကထားလိုက်มาဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ဒီမှာခြားစာချမယ် insert တက်ကနေပြီးတော့ page break ကိုကျွန်တော်နှိပ်လိုက်မယ်เนาะအဲ့ဒါဆိုရင်ဒါတွေကဒုတိယ page ကိုရောက်သွားတယ်ပေါ့เนาะရောက်သွားပြီဆိုတော့ကျွန်တော်ကဒီပထမ page မှာနေပြီးတော့ကျွန်တော်တို့ ဒီ content မာတိကထားမယ်ပေါ့နော်မာတိကထားမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာ reference tag ကိုသွားမယ် reference tag ကိုသွားပြီးတော့ကျွန်တော်တို့ဒီမှာ table of contents ပေါ့နော်အဲ့ဒီမြားလေးကိုနှိပ်လိုက်မယ်ဒီမှာပုံစံလေးတွေပေါ်လာပြီပေါ့နော်ပုံစံလေးတွေပေါ်လာတဲ့အထက်ကကိုကကြိုက်တဲ့ပုံစံကိုဒီမှာထားလို့ရပါတယ်ဗျာနော်ကျွန်တော်တို့ဒီမှာ content ဆိုတဲ့ဟာလေးကိုပထမဟာလေးကိုကျွန်တော်ထားလိုက်မယ် click တစ်ချက်နှိပ်မယ်မပေါ်လာပါဘီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့တတ်မှတ်ခဲ့တဲ့ခေါင်းစဉ်ကြီး နော်ဒါကခေါင်းစဉ်ဒုတိယ heading 2ပေါ့ခေါင်းစဉ်အသေးဒါထပ်ပြီးတော့ဒါဒါ hardware နဲ့ software ဆိုလို့ရှိရင်ဒါဒုတိယခေါင်းစဉ်ပေါ့နော်ဒီ system software နဲ့ application software ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ heading 3ပေါ့နော် heading 3သတ်မှတ်ခဲ့တဲ့ဟာပေါ့နော်အဲ့လိုလေးကျွန်တော်တို့ပေါ်လာပါပြီနော် okay အဲ့ဒီမှာကျွန်တော်တို့ကဒီမှာစာရိုက်ထားတယ်ပေါ့နော်ဒီမှာ hardware ပေါ့ hardware ရဲ့အထိပ္ပယ်လေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ hardware ရဲ့ဘင်းသားလေးမှာထောက်လိုက်တယ်ဆိုလို့ရှိရင်မြားလေးပေါ်လာတယ် မြားလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီစာတွေကကျုံသွားတယ်ဗျာနော် software ရဲ့ဘီနာမြားလေးမှာလည်းဒီတိုင်းနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခြုံထားတဲ့သဘောပေါ့နော်စာကိုနေပြီးရောနော်အဲ့တော့ကျွန်တော်တို့ဥမာ hardware နဲ့ပတ်သက်တဲ့အကြောင်းအရာကိုဖတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမြားလေးကိုနှိပ်လိုက်ရုံပဲအဲ့ဒါဆိုရင်ဒီမှာဖတ်ဟောဖတ်ပြီးပြီဆိုလို့ရှိရင်ဟောကျွန်တော်တို့ကနေပြီးပြန်ပြီးတော့တင်ထားလိုက်တဲ့သဘောပေါ့နော်ဒီမြားလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒါတင်ထားလိုက်တယ်ပေါ့ software လည်းထုံနေတူပဲဖတ်ချင်တယ်ဆိုလို့ရှိရင်မြားလေးကလေးတစ်ချက်နှိပ်လိုက်ရင်ဒီ software ါလေးကိုဖက်လို့ရတယ်ပေါ့နော်ကိုဖက်ပြီးပြီဆိုလို့ရှိရင်ဒါလေးကိုကျွန်တော်တို့ကတင်ထားလိုက်ရုံပဲပေါ့နော်ဒီလိုလေးခြုံထားလိုက်ရုံပေါ့โอเคအဲ့လိုလေးလုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကဒီကောင်လေးတွေကိုကျွန်တော်တို့ဖြန့်ထားလိုက်မယ်โอเคဖြန့်ထားလိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ content matika ကိုသွားတယ်ပေါ့နော် matika ကိုသွားတဲ့အချိန်မှနေပြီးတော့ကျွန်တော်တို့ကဥပမာဒီ software ပေါ့ software ဆိုတဲ့ဟာလေးကိုကျွန်တော်အဲ့ဒီ page ကိုသွားခြင်းတယ်ပေါ့နော်ဒီကောင်က page number 2မှာရှိတယ်ပေါ့နော် ဒီ software ဆိုတာ page number 3မှာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီ page number 3ကိုနေပြီးတော့ကျွန်တော်တို့ကဒီတိုင်းဥမာ mouse mouse ကနေပြီးတော့ဒီ scroll bar နဲ့နေပြီး scroll ကိုနှိပ်ပြီးတော့ဒီ b လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကမသွားကျင်တော့ဘူးနော်မသွားကျင်တဲ့အခါကျတော့ကျွန်တော်အလွဲတကူသွားလို့ရပါတယ်ဘယ်လိုသွားလို့ရလဲဆိုတော့ကျွန်တော်တို့ဒီမှာ software ဆိုတဲ့ဟာလေးကိုဒီမှာထောက်လိုက်ရင်ဒီမှာ click to follow link ဆိုတဲ့ဟာလေးပေါ်လာတယ်ဗျာစာနော်ဒီမှာနော်ပေါ်လာတယ်အဲ့ဒီတော့ကျွန်တော်တို့က keyboard ပေါ်က control key လေးကိုနှိပ်ထားပါ control key ကိုနှိပ်လိုက်ပါနှိပ်လိုက်တယ်ဆိုရင်ဒီမှာလက်ပုံလေးပြောင်းသွားတယ်နော် မောက်စ်ကနေပြီးလက်ပုံလေးပြောင်းသွားတယ်အဲ့တော့ဒီ software ဆိုတဲ့နေရာလေးမှာ click တစ်ချက်နှိပ်လိုက်တာ ਨੇ ဒီ software ဆိုတဲ့နေရာလေးကိုရောက်သွားတယ်ဗျအဲ့တော့ပြောချင်တာကကျွန်တော်တို့မှာဒီစာအုပ်တွေထုတ်တဲ့အခါကြာလို့ရှိရင် pitch တွေကအများကြီးရှိမှာပေါ့နော်ရာချီအဲ့လိုရှိမှာပေါ့အဲ့လိုဆိုတဲ့အခါကြာလို့ရှိရင်ကိုကဒီခေါင်းစဉ်ဒီမာတိကကိုကြည့်လိုက်ပြီးတော့ကျွန်တော်တို့ကဘယ် pitch ကိုဘယ် pitch ရဲ့ဘယ်ခေါင်းစဉ်ကိုကျွန်တော်တို့ကစာအုပ်သွက်ဖက်မယ်ဆိုပြီးတော့ကျွန်တော်တို့ကဒီ contest မှာရှိတယ်မာတိကမှာရှိတဲ့ဟာကိုကြည့်ပြီးတော့ကျွန်တော်တို့ကအလွယ်တကူသွားလို့ရပါတယ်ဗျာနော်အားလုံးနားလည်မယ်လို့ထင်ပါတယ်အားလုံးအဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်